ကွန်ကရစ်မြို့နယ်ဂျုံတုံးမြို့တစ်ဖက်ကမ်းမှာရှိတဲ့ကမ်းနီကျေးရွာအတွင်ဒရုန်းနဲ့ပုံးချတိုက်ခိုက်ခံခဲ့ရတဲ့အတွက်နေရီတစ်လုံးထိခိုက်ပျက်စီးပြီးဒေသခံတအူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေတာကန်တွေထံကသိရပါဗျ။ဧပြီ26ရက်နေ့မော်လဲ3နိုင်ခန်းကအဆိုပါကန်းနီကြီးရွာအတွင်ဒရုန်းနဲ့ဒရုန်းဘုံလေးလုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသခံတဦးကပြောပါရယ်။၎င်းကဆက်လက်ပြီးဒရုန်းဘုံတစ်လုံးကနေအိမ်တစ်လုံးရဲ့အမိုးနဲ့မျက်နှာချက်ကိုဖောက်ကျလာပြီးမှပောက်ကွဲသွားတာပါ။အဲ့ဒီအိမ်မှာအိမ်ဆောင်အဖြစ်နဲ့ရှိနေတဲ့အသက်50အရွယ်ဒေသခံမော်မျိုးသားတဦးရဲ့ခြေထောက်မှာပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်လို့ပြောပါရယ်။ ခြေထောက်မှာပြင်းထန်ဒဏ်ရာရရှိထားတဲ့၎င်းအမျိုးသားကိုနှိမ့်ဆက်ရဆေးရုံမှာစေဝါကူတမှုပေးထားကြောင်းလည်း၎င်းဒေသခံကဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းအဆိုပါကန်းနီကျေးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းအတွင်ဖုန်းကျရောက်ပေါက်ကွဲမှုကြောင့်ဒေသခံ6ဦးသေဆုံးခဲ့တဲ့အပြင်တန်ဃာရိုရဲ့အပောင်ဝင်ဒေသခံပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးတာဖြစ်ပါတယ်။